ိုင်းစကားလေ့လာရတဲ့သူတွေအများအားဖြင့်ထိုင်းစကားအခြေခံဆိုတာဘာလဲပေါ့နော်ကျွန်တော်တို့ထိုင်းစကားအခြေခံတတ်ထားတယ်ကျွန်တော်ဘယ်ကနေစာလေ့လာရမလဲဆိုတာကိုမေးလိုက်ကြတဲ့သူတွေအများကြီးတွေ့ရတယ်ဒီကနေ့ကြတော့လေကျွန်တော်ထိုင်းစကားအခြေခံဆိုတာတည်တည်ဆဲဆဲအရှင်းပြဖို့ဆိုလို့ရှိရင်အများကြီးရှိတာဖြစ်တဲ့အတွက်ဒီကောင်ကတော့အခြေခံဆိုပြပြဖို့နည်းနည်းခက်ခဲတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုမှာထိုင်းစကားအခြေခံဆိုတာဘာလဲထိုင်းစကားကိုစနေတကျအခြေခံကြကြပြတတ်ဖို့ဘာလို့ဖို့လို့လဲဆိုတာကိုမိမိတို့ကိုယ်တိုင်မြင်အောင်ကျွန်တော်ပြပေးမယ်နော်โอเคဆိုတော့ပထမဆုံးအနေနဲ့အခြေခံမဟုတ်တဲ့အခြေခံတကူကျွန်တော်ပြပြမယ် ဲ့ဒါဘာလဲဆိုလို့ရှိရင်သမင်းစားပြီးပြီလားထိုင်လို့ဘယ်လိုပြောလဲဆိုရင်กินข้าวလေးရန်သမင်းစားပြီးပြီလားกินข้าวလေးရန်နောက်တစ်ခါအဲအလောလောတဲ့ทํางานအလောလောတဲ့ทํางานအလောလောတဲ့ဈေးသွားတယ်ဆိုလို့ရှိရင်ပိုက်တလာပိုက်တလာဈေးသွားတယ်နေမကောင်းဘူးမိတ်စပိုင်နေမကောင်းဘူးမိတ်စပိုင်နေမကောင်းဘူးမိတ်စပိုင်စသဖြင့်ဒီဟာလေးတွေကိုကျွန်တော်အတော်တာလေးတွေကိုအာ ဘိတ်ပီလေးနဲ့တီးပြီးတော့မှကြက်မဲ့ထားတယ်ကြက်ထားတယ်ပြီးလို့ရှိရင်အပြင်မှာလိမ့်ပြီးတော့ပြုတ်တယ်ဆိုလို့ရှိရင်နင်းနေပပါအဆင်ပြေလို့ခံစားလာတယ်ဒါမဲ့တေချာတာအချိန်ခံမဟုတ်ဘူးအဲ့လိုမျိုးစာကျင်းနေတဲ့များကာလာပန်လို့ကျွန်တော်ထိုင်ကြတက်လာမှာမဟုတ်ဘူးပေါ့နော်ဒါလိုမျိုးလေ့ကျင့်ထားတာအဲ့လိုမျိုးခေါင်းစဉ်တကူအောက်မှာစကားပြောလေးတွေကြက်ထတာဆိုလို့ရှိရင်ဒါအချိန်ခံတက်လာမှာမဟုတ်ဘူးပေါ့နော်ဒါအချိန်ခံလို့မခေါ်ဘူးဘာသာစကားတစ်ခုရဲ့အချိန်ခံဆိုတာတဒါကြကြလက်တွေ့ကြကြတိထားခြင်းကိုခေါ်တာဆိုတော့မင်းမင်းတို့နေတဲ့အခြေခံကိုဘယ်လောက်ထိတက်ထားလဲအခြေခံတက်ထားတာမှန်လားမှားလားဆိုတာကိုဒီဗီဒီယိုမှာစစ်စစ်ကြအောင် တကယ်တော့အချိန်ကတက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်မှပုံပြီးတော့မြင်တဲ့ level တွေရှိတယ်ကိုသွားပြစ်လို့ရတယ်ပေါ့နော်တင်တဲ့တက်တဲ့တကယ်တော့အခုနောက်ကလိုမျိုးတက်ထားတာအချိန်ကခုနောက်လိုမျိုးလေ့ကျင့်ထားတာဆိုလို့ရှိရင်တော့ပါဒါအချိန်ကတော့မဟုတ်ပါဒါလည်းခကြီးမရောက်ဘူးပေါ့နော်ဆိုတော့တရားလေ့ကျင့်လိုက်ကြမယ်ကျွန်တော်ဥပမာ၃ချောင်းလောက်ပြုတ်ကြည့်မယ်နော်ကို့အနေနဲ့ထန်စကားပြုတ်ကြည့်အချိန်ကလေ့လာထားတယ်ဆိုလို့ရှိရင်နော်ဆိုတော့သူ့ကိုအလောက်ရှာပေးလို့ရမလားလို့သူသူကျွန်တော်ကိုမေးတယ်သူ့ကိုအလောက်ရှာပေးလို့ရမလားလို့သူကျွန်တော်ကိုမေးတယ်ဟောကြတဲ့ကြောင့်နော် ူ့ကိုအလောက်ရှာပြလို့ရမလားလို့သူကျွန်တော်ကိုမေးတယ်။ပြကြည့်ကြပါကျွန်တော်ပြကြည့်ကြတော့တရားပြကြည့်ကကိုယ်ဆန်းစစ်တာ။ဒါသူ့ကိုအလောက်ရှာပြလို့ရမလားလို့သူကျွန်တော်ကိုမေးတယ်။ Okay so နောက်တစ်ကြောင်းအကိုသူ့ကိုပေးပြီးပြီလို့ကျွန်တော်ထင်တယ်။အကိုသူ့ကိုပေးပြီးပြီလို့ကျွန်တော်ထင်တယ်။အကိုသူ့ကိုပေးပြီးပြီလို့ကျွန်တော်ထင်တယ်နော်။အဲဒီစကားပြကြည့်ပါကွန်မန့်ကနေပြကြည့်သို့မဟုတ်ဟိုစိတ်ထိပ်ကနေပြကြည့်ဘူးနော်။ ကွန်မန့်ကမှကွန်မန့်ထဲမှာရှားရေးလေရပြီကျွန်တော်အဖြစ်အဖြစ်ပြောမှာအကိုသူ့ကိုပေးပြီးပြီလို့ကျွန်တော်ထင်တယ်နောက်တစ်ကြောင်းဒီနေ့ OT လုံးမလားလို့ကျွန်တော်သူ့ကိုမဲတာဒီနေ့ OT လုံးမလားလို့ကျွန်တော်သူ့ကိုမဲတာလို့ထင်ပါပေါ့ဒီနေ့ OT လုံးမလားလို့ကျွန်တော်သူ့ကိုမဲတာဆိုဒီဝေချာသုံးချောင်းကိုပြောချစ်ပါဒီကလေးပြောနိုင်တယ်ဆိုလို့ရှင်ဒါအခြေခံကောင်းလားကျွန်တော်တင်တဲ့အခြေခံနလားတဲ့လို့ဆိုတာဒီကောင်တွေကိုကောင်းကောင်းပြတ်တတ်တယ်ဒီလိုစကားလေးတွေကိုတင်ရှာပြတ်တတ်တယ်ပေါ့နော် ဘာလို့ဆိုတတရဗဒတွေ့လက်တွေ့တင်တာမဟုတ်လို့ဆိုတော့ဒါကိုမပြောထားသိဘူးဆိုလို့ရှိရင်မိမိဟာအခြေခံမတတ်သိဘူးလို့ခုံတယ်ပေါ့နော်အခုနားလည်းမျိုးစာကြည့်ထားလို့မကြောက်ဘူးဆိုတော့ဒီကောင်ကိုပြောဖို့ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ဒီရှာလေ့လာတဲ့အခါမှာဒီဝက်ချမှာကျွန်တော်အဓိကသုံးထားတာက subject verb object ဆိုတဲ့ theory ကိုသုံးထားတယ်တတရပေါ့နော်နန်စား theory ကိုသုံးထားတယ် subject verb object ပေါ့ဆိုတော့နောက်တစ်ခုပါလဲ indirect speak ကိုသုံးထားတယ်အဓိကသုံးထားတာပေါ့နော် indirect speak ကိုသုံးထားတယ် indirect speak သုံးထားတယ်ဆိုတော့ subject verb object ဆိုတာဘာလဲ indirect speak ဆိုတာဘာလဲဆိုတာပေါ့ တတာတွေ့လက်တွေ့တင်ထားမှအချင်းကကောင်းတာဆိုတော့ပြပြမယ် subject verb object ဆိုတာပြုလို့သူနံစာရောကရိယာရဲ့ရှိမှာဖြစ်တယ်အပြုခံနံစာရောကရိယာနောက်မှာဖြစ်တယ် subject ဟာ verb ရဲ့ရှိမှာနေတဲ့ object မှာ object ဟာ verb ရဲ့နောက်မှာနေတယ်ဆိုတော့ theory ဆိုတော့ indirect speech ဆိုတာဘာလဲဆိုလို့ရှိရင်တရေစကားတစင်းခံစကားဆိုတာရှိတယ်လူတစ်ယောက်ကနေပြီးတော့တခြားလူတစ်ယောက်ရဲ့ကြားမှာပြောရတဲ့အခါမျိုးမှာအဲတစင်းခံစကားနဲ့ပြောရတဲ့အခါမျိုးသုံးတာဒါ direct speech indirect speech လို့ခေါ်တယ်ဆိုတော့ direct speech indirect speech သုံးတဲ့အခါမှာဘယ်လိုသုံးလဲဆိုလို့ရှိရင်မြန်မာလို low လို့ဘာသာပြန် low ိုင်းလို့ဆိုလို့ရှိရင်ဝါလို့ခေါ်တယ်ဝါမြန်မာလိုလာလုံးတိတင်ရှောင်းငင်အကာမင်းလို့တော့တဲ့ပြရအအတန်ထွက်တယ်ပေါ့နော်တဲ့ပြရပေါ့နော်ထိုင်းလို့ဆိုဝါအာမင်းအင်ဝါလို့ခေါ်တယ်အဲ့ဒါအင်တိုင်းစပီမှာအဓိကသုံးတဲ့စကားပလော့သုံးလို့ဆိုလို့ရှိရင်အဲ့ဒီဝါလို့ဆိုတဲ့စကားကိုအာဒါရစ်စပီနိုင်စပီမှာဒဲရေးပြောတဲ့စကားရယ်တစင်ခံပြောတဲ့စကားရယ်ဒါရစ်စပီဝါချာနဲ့အင်တိုင်းစပီဝါချာစပီနှစ်ခုပါတယ်အဲ့ဒီနှစ်ခုကြောင့်မှအဲ့ဒီဝါကိုထည့်သုံးတာအဲ့ဒီမှာမာလီပဲ ဒါရိုက် speed ဖြစ်တဲ့တစင်ဒိုင်ရိုက်ပြတဲ့စကားကို wire အရှိမှာထည့်ပြီးတော့တစင်ကန်ပြတဲ့စကားကို wire အလောက်မှာထည့်ရတယ်။ဒီကြဲအရှင်းရှင်းလင်းလင်းသိချင်တယ်ဆိုလို့ရှိရင် indirect speed သင်ခန်းစာမှာဝင်ပြီးလာကြည့်ပေါ့နော်ဒီပေးမှာရှိတယ်။နာဇတ်တီဝင်ပြီးလဲ subject verb object သိချင်ရင်အထင်မှာဝင်လေးလာကြည့်လို့ရတယ်အများကြီးရှိတယ်။ဆိုကျွန်တော်ပြောပြမယ်။နံပါတ်1မှာအဲသူ့ကိုအလောက်ရှာပေးလို့ရမလားလို့သူကျွန်တော်ကိုမေးတာ။သူကျွန်တော်ကိုမေးတယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်ကမြောက်တရားရောက်ကိုပြောပြနေတာ။သူ့ကိုအလောက်ရှာပေးလို့ရမလားလို့သူကျွန်တော်ကိုမေးလိုက်တာ။အဲ့လိုမျိုးပေါ့နော်။ဆိုတဲ့အခါကျတော့ သူ့ကိုအလုပ်ရှာပြည့်လို့ရမလားဆိုတဲ့စကားဟာတခြားတယောက်ကမေးလိုက်တာအဆင့်ခံမေးလိုက်တာဆိုတော့ तू ကျွန်ုပ်ကိုမေးတယ်ဆိုတဲ့စကားလုံးဟာ तू ကျွန်ုပ်ကိုဒိတ်အိတ်မေးတယ်ဆိုတဲ့စကားလုံးဖြစ်သွားတယ်ဆိုတော့အဲ့ဒါဟာလိုရင်းနောက်မှာ तू ကျွန်ုပ်ကိုမေးတယ်ဆိုတဲ့စကားလုံးဟာ dice speed လို့ခေါ်တယ်အဲ့တော့သူ့ကိုရင်ထည့်သူ့ကိုထည့်တာကမလဲစာပြက် तू ကျွန်ုပ်ကိုမေးတာမဟုတ်လို့စာပြက်ခေါင်းထံဖုံစာပြက်ဘာ object ခေါင်းထံဖုံပြီးမှ low ဆိုတဲ့ဝါထည့်တယ်ခေါင်းထံဖုံဝါပြီးမှသူ့ကိုအလုပ်ရှာပေးလို့ရမလားဆိုလို့ရှိရင်သူ့ကိုအလုပ်ရှာပေးတာပြီးတော့ ตัวเราจะไป็นยังไงนะหางินให้ของออฟเจติโอได้ไหมในคนทีเดียแล้วเขาก็ถามผมว่า หางินให้เขาได้ไหมครับ เขาถามผมว่าหางินให้เขาได้ไหมครับตัวเราชาเปรยามันลาเราตัวจนผมมีอะไรผิดตัวอาจารย์ด้วยกูเลยสำนักปจ้องอากูตัวกูเป๊ีบีบีโลจนอดเทนเองอากูตัวกูเป๊ีบีบีโลจนอดเทนเอง လူနှစ်ယောက်ပြုတ်နေကြတာလေအကိုသူ့ကိုပေးပြီလို့ကျွန်တော်ထင်အကိုသူ့ကိုပေးပြီဆိုတဲ့စကား interest ပေးသူတို့နှစ်ယောက်ပေးတာကျွန်တော်လက်မဆိုင်ဘူးဒါပေမဲ့ကျွန်တော်ထင်တယ်လို့ပြောလိုက်တာဟာသူ့ကိုတရေပြောလိုက်တာမဟုတ်လား direct speed လို့ခေါ်တယ် direct speed ကို why ရဲ့အရှိမတရားပုံကြည့် why အဲ why ရဲ့အရှိမပုံကြည့် why ပြီးဟိုင်းခေါက်แล้วပုံကြည့် why ပြီးဟိုင်းခေါက်แล้วအကိုသူ့ကိုပေးပြီလို့ကျွန်တော်ထင်ပုံကြည့် why ကျွန်တော်စဉ်းစားတာလေပုံကြည့်ကျွန်တော်ထင်တာမဟုတ်လို့အရှိကထင်တယ်အကိုသူ့ကိုပေးပြီမှလည်းပဲ feel high သူပေးတယ် ်ခေါ်အပိတ်ခံရတယ်ပြီးမှလက်ရောက်ပြည်ကြီးကြောင့်ပြပါအဲ့လိုပြောရအောင်နော်နောက်တစ်ကြောင်အဒီနေ့ OT လုံးမလာလို့ကျွန်တော်သူ့ကိုမေးတာဆိုဆိုပါတော့ပက်ထနာတဲကြလို့တတိယမင်းမဖြစ်တာလေးလို့လမ်းလမ်းမလာတတိယကွာချင်းပြရတယ်ဒီနေ့သူ့ OT လုံးမလာလို့ကျွန်တော်သူ့ကိုမေးလိုက်တာချင်းပြဆိုတော့ဒီနေ့သူ့ OT လုံးမလာလို့ဆိုတာကျွန်တော်ဟာသူနဲ့တော့ပြတာအဲ့ဒါကြောင့်ဒီဘက်ကလည်းနည်းမဆိုင်ဘူး indirect speed လို့ခေါ်တယ်ဆိုတော့ကျွန်တော်သူ့ကိုမေးတာဆိုတဲ့စကားဟာဒီမှာပြောပြလာမှာလို့ဒါတကယ်မေးတာ ကျွန်တော်သူ့ကိုမေးတာတည့်ရမေးတာဆိုတော့ဖုံထမ်ခေါ်အကျွန်တော်သူ့ကိုမေးတာဖုံထမ်ခေါ်ဝါအာဝန်နီထမ်ကိုတီမိုင်းဖုံထမ်ခေါ်ဝါဝန်နီထမ်ကိုတီမိုင်းဆိုတော့ဖုံထမ်ခေါ်ဝါတော့ဝန်နီထမ်ကိုတီမိုင်းမှာလေဝန်နီဆိုတာအရှင်ပြပေါ်ဖြစ်ဆက်လို့ခေါ်တယ်ဘောနော်ကွန်ပလီမန့်အရှင်ဖြစ်နေလို့ရှိကထည့်လို့ရတယ်ဝန်နီပြီးမှကျွန်တော်သူ့ကိုမေးတယ်ဆိုလို့ရှိရင်အာ OT လုံးမလားလို့ဆိုလို့ရှိရင် OT ကအလောက်ခံရမှာလို့ time OT မိုင်း ทำโอจีแต่โอจีแทนเราไม่ยาวเนาะทำโอจีไหมผมถามเขาว่าวันนี้ทำโอจีไหมครับจนมาดูก็ดีนี่โอจีลงมาแล้วไม่ยาวสุดตัวด่าอ่ะชีคันเราโคตรဒီလိုစကားလုံးတွေရဖို့တဲ့တင်ခဲ့တဲ့တခုချင်းစုံကိုတင်ရတယ် objective ori subjective ori ကရိယာတီ ori ပြီးမှ indice b dice b dice b ဆိုပြီးစကန်တက်ရတာပေါ့နော်ဒီလိုဟာလေးတွေကိုကားခဏနာတင်ပြီးမှာပါကျွန်တော်တို့အချိန်ကကောင်းတယ်လို့ခေါ်တယ်အဲ့လိုမျိုးမဟုတ်လို့ရှိရင်ထိုင်းစကားကိုတစ်တက်လုံးကြက်နေလေကြဲလိုက်မေးလိုက်ကြဲလိုက်မေးလိုက်တန်တရားလေးသွားလိမ့်မယ်ပေါ့နော်ဒါကြောင့် ထိုင်းစကားအခြေခံဆိုတာဘာလဲလို့မသိသေးတဲ့ကလေးတွေရောဒီဗီဒီယိုမြတ်တက်တားပေးတာပါခင်ဗျာဆိုတော့မမီတို့တင်ထားတာဟာမမီတို့လေ့ကျင့်ထားတာဟာမမီတို့စာကျက်ထားတာဟာဒီလိုမျိုးမဟုတ်ဘဲနဲ့စာကျက်ပြီးတော့ပြောနေတာမျိုးဆိုလို့ရှိရင်ကျွန်တော်တင်ထားကိုလာတက်လို့ရပါတယ်ကျေးဇူးများအတင်ပါတယ်ခင်ဗျာအဲတင်ထားတဲ့မှာဒီချက်ကောင်းတာလေးတွေလုတ်ပေးတယ်ပေါ့နော်โอเคขอบคุณครับ